နောက်တစ်ခါပြောထားခဲ့တဲ့အတိုင်းပဲမနှက်ဖြန်အတွက်အပိုင်းတစ်ပုဒ်ကိုတာရေးပေးပါမယ်။နန်းစီမျိုးလေးကကျမမေဆန္ဒဖြစ်ပါတယ်။အသက်၄၀နှစ်နှစ်ရှိပြီး အိမ်မက်တွေကိုနေ့စဉ်အသက်ရှင်လျက်နဲ့အတူတူပဲပျော်ရွှင်နေရတဲ့အမျိုးသမီးတယောက်ပါမနက်ညနေအိမ်ကလေးမှာကော်ဖီနဲ့ဗနီလာမီးပလင်းရဲ့အနံ့နဲ့ပတ်ဝန်းကျင်ကိုပြည့်စုံနေတဲ့မေဆန္ဒာဆိုတာမနက်တနေ့မှာညနေပြင်းရှိမှရှိတဲ့ကလောင်တကောင်လိုပဲပြုံးပျော်နေတဲ့ဒါပေမဲ့မိမိရဲ့စိတ်ထဲမှာတော့တခါတုန်းကမင်းကလေးကဲသို့အသက်ရှုနေတဲ့အချိန်တွေကိုပြန်လဲရှာဖွေနေပါတယ်ပြန်လဲရှာဖွေဖို့အချိန်မပေးခဲ့ဘူးလားကြာပြီ။ ဒီမနက်မှာတော့နန်းစီမျိုးရဲ့နေဝင်ပွဲပေါ်ကမီနီစကတ်ကတ်ထားတဲ့ကလောင်ကလေးတယောက်လိုပဲជីနူးစရာအလှတရားနဲ့ချစ်စရာជីနူးွယ်မျက်နှာနဲ့ကြည်ရင်ငါရဲ့အိယာအရှိမရှိတဲ့ ကြည်နူးစရာမွန်ကြည့်ကန်းတစ်ခုမှာမျက်နှာပြင်ကိုကြည်နေတယ်မိခင်ကအိမ်ထဲမှာတခါတရံဝင်လာပြီးမေဆန္ဒမနက်9နာရီကမင်းရဲ့မိဆွေကညနေမှာရှိမယ်ဆိုပြီးဖိတ်ခေါ်ထားတယ်လို့ပြောခဲ့တယ်ငါကတော့အိမ်ကနေအလုပ်လုပ်ပြီးတနေ့တာကိုအေဂျင့်စွာ ဖြတ်တန်းနေခဲ့တာပါဒါပေမဲ့မိဆွေကဖိတ်ခေါ်တာနဲ့အဲ့ဒီအချိန်မှာကြည်နူးစရာအဝတ် လေးတွေတဲကအနက်ပြာရောင်မီနီစကတ်နဲ့ဝစ်စင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ဟုတ်ကဲ့ခုတော့အသက်40နှစ်ဖြစ်ပေမဲ့ငါမိန်းကလေးတယောက်လိုချစ်စရာကောင်းတဲ့အဝတ်စားနဲ့ချစ်စရာမိန်းကလေးလိုမြင်နေတယ်နော်။ဆိုပြီးအိယာအရှိမရှိတဲ့မန်ကြီးခန်းကိုကြည်နူးစွာကြည့်လိုက်တယ်။ နန်းစီမျိုးရဲ့လမ်းကြောင်းပေါ်မှာကျမနဲ့ခြေနှင်းလိုက်တဲ့ခွေးငယ်လေးကိုဆေးဆက်စွာလှမ်းရှောက်နေစဉ်မနက်လေးလိုနေကြမိုးကအပူကိုတောက်ပစေပြီးမိခိုးလေးတွေကတိတ်ဆိတ်စွာရှောက်လန်းနေတယ်။ဒီနေ့ညမှာမိတ်ဆွေအောင်မြင်မှုပါတီမှာသွားမယ်နော်လို့စိတ်ထဲမှာပြောနေတယ်။တခါတလေမိမိကိုကိုနေ့စဉ်သတိထားရမယ့်အချိန်တွေမှာဒီလိုသွားဖို့ကြိုးစားဖို့လိုနေတယ်။တခါတရံမိခင်ကြီးရဲ့မျက်နာမှာမပြောနိုင်တဲ့စိတ်ဝင်စားမှုတွေမြင်ရတယ်။ ငါရဲ့မောင်လေးကိုရီးယားကလည်းတနေ့မှမကြခင်ပြန်လာမယ်လို့သူ့လောက်ကင်ကြမြင့်သွားတယ်ဆိုပြီးငါအိမ်မှာနေဖို့စိတ်ဝင်စားနေတာကိုငါအယံဝမ်းတာတဲ့အပြင်နောက်ွယ်မှာမင်းအတွက်ဘာတွေဖြစ်လာမလဲဆိုတာစိတ်ထဲကတခုခုကြားနေရတယ်။ညနေမှာအိမ်ကဖုန်းနဲ့တခါတလေပြောကြားနေတဲ့မောင်လေးရဲ့စကားတွေကငါစိတ်ကိုပူဇော်စေတယ်။သူ့ရဲ့အတန်အားမှာနနက်ကရှိတဲ့ မီနီဆက်ကက်အနက်ပြာရောင်အဝတ်စားကို သူမြင်လိုက်ရင်အံ့ဩမယ်လို့ထင်မိတယ်ဒါပေမဲ့ငါ့အတွက်အရေးကြီးတာက သူ့ရဲ့စကားတွေသူ့ရဲ့အားပေးမှုတွေပါငါရဲ့အသက်မှာပြန်လဲပျော်ရွှင်မှုကိုရှာဖွေဖို့စတင်လိုက်ပြီးနောက်တစ်ခါမှတော့ဘာဖြစ်မလဲဆိုတာကို မသိရသေးပေမဲ့စိတ်ထဲကအယမ်းပူစော်စရာနဲ့စိတ်လှရှားမှုတွေပြန်လဲပေါ်လာတယ်အဲ့ဒီညမှာကျမရဲ့အိမ်မှာတိတ်ဆိတ်မှုတွေလျော့နေလာပြီးမောင်လေးရဲ့အတန်နဲ့ရေမောမှုတွေက အိမ်ကိုပြေဆုံးစေခဲ့တယ်။ငါရဲ့လက်ရှိဘဝရဲ့တိတ်ဆိတ်မှုတွေကို ထိခိုက်ပြီးမြင်တွေ့ခဲ့ဘူးတဲ့ရင်မောမှုတွေစိတ်သက်တွေပြန်လည်သွားလာခဲ့တာပဲ။နောက်တနေ့မနက်ဖြန်ပါတွေဖြစ်မလဲဆိုတာကိုယ်တိုင်ကြည့်ရှုရမှာပါ။ အဲ့ဒီနန်းနဲ့မိုးအိုလေးတွေက တုံးကရွာနေတုံးအိမ်ထဲမှာစက်တွန်လီနဲ့ခရမ်းကျင်သီးဟင်းကိုချက်နေတဲ့ငါမေဆန္ဒမင်းကလေးတယောက်အနေနဲ့ငါအိမ်မှာတိတ်ဆိတ်မှုတွေကြော်ပြီးနေ့စဉ်ဘဝကိုပြန်လဲရှာဖွေနေချိန်မှာမနက်နာရီတွေမှာမောင်လေးကိုရီးယားရဲ့အတန်နဲ့အမေဒီနေ့ဘာလုပ်မလဲဆိုတဲ့စကားတွေနားထောင်ရင်းငါရင်ထဲကတိတ်ဆိတ်မှုတွေကတစ်ဆက်သေးလျော့နေလာခဲ့တယ် ငါအဝတ်လေးတွေထဲကအနက်ပြာရောင်မီနီစကတ်ကိုထပ်ဝတ်ပြီးအပေါ်မှာဖနက်နဲ့လက်ဝတ်ရတနာလေးတွေတောက်ပတ်စီဖို့စူးစမ်းနေတယ်မီနီစကတ်ရဲ့အနှဲငယ်ဆွဲဆန်တဲ့လှပမှုဟာငါရဲ့အသက်40နှစ်နဲ့အတူရင်ထဲကမြစ်တာတစိကအပြန်အလှန်လှုပ်ရှားနေတယ်လို့ခံစားရတယ်ရှေ့မှန်ကြည့်ရင်မျက်နှာပေါ်မှာမနှက်ရငါအကြောင်းကိုပြန်လဲသတိပေးနေတဲ့စိတ်တက်တစ်ခုကလှုပ်ရှားနေတယ် တချက်အနားမှာခွေးငယ်လေးမောင်ရီခြေနင်းပြီးလှမ်းနေချိန်ငါဖုံးကတယ်လီဖုန်းခေါ်ဆိုမှုတစ်ခုလက်မလွတ်ပဲကြည်လိုက်တော့မောင်လေးကိုရီးယားကအမေညနေမှာကားစစ်ဆေးဖို့သွားရမယ်အဲ့ဒီကနေပြန်လာတာနဲ့မိတ်ဆွေဦးမောင်လေးရဲ့မိတ်ဆွေတွေညအနားမှာပြင်ဆင်ထားတဲ့ပွဲတော်ကိုသွားဖို့စိတ်လှုပ်ရှားနေပါတယ်လို့ပြောခဲ့တယ်။ငါရဲ့မျက်နှာမှာချစ်စရာပြုံးခြင်းနဲ့အနှဲငယ်အိမ်မက်ပြန်ဆောင်တဲ့မျက်နှာပြင်လေးတွေရှိလာခဲ့တယ်။အဲ့ဒီအချိန်မှာတော့ ငါအိမ်မှာရှိနေတဲ့တိတ်ဆိတ်မှုတွေဟာတဖက်တလန်းကပြောင်းလဲလာခဲ့တယ်။မောင်လေးရဲ့အတန်နဲ့ပြန်လဲပြေဆုံးလာတဲ့အိမ်လေးကကျမကိုထိတွေ့နေတယ်။ညခါမှာ မောင်ရီကအိမ်ကလေးမှာပြန်လာပြီးငါကိုပြောတယ်။အမေဒီနေ့ငါလုံမှာအရန်လုံများခဲ့တယ်။မင်းရဲ့မီနီစကက်ကအရန်လာတယ်နော်။ငါအတွင်းကလည်းဒီနေ့တခါတလေရေမောဖို့လိုနေပါပြီ။ဆိုပြီးရေမောနေတယ်။ငါလည်းသူ့ရဲ့စိတ်ကူးတွေကိုနားထောင်ပြီးအနေငယ်ရေမောခဲ့တယ်။ မောင်ရီမင်းကအမြဲတမ်းအယံပျော်ရွှင်စေတဲ့မင်းရဲ့အတန်နဲ့ရေမောမှုကကျမကိုနေ့စဉ်အိမ်မှာဘဝတစ်တစ်ခုကူညီပေးနေတယ်လို့ပြောလိုက်တယ်။အဲဒီညမှာကျမနဲ့မောင်ရီတို့ရဲ့မျက်နာတွေမှာပျော်ရွှင်မှုနဲ့နင်းလက်မှုတွေပြန်လည်တောက်ပလာပြီးအိမ်တလုံးလုံးအတွက်အသက်သွင်းတဲ့အတန်လေးတွေဖြစ်လာတယ်။ငါရဲ့အိမ်ကစိတ်အေးချမ်းမှုနဲ့ပြေဝလာပြီးတိတ်ဆိတ်မှုတွေကအနည်းငယ်ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမဲ့ဒီပျော်ရွှင်မှုတွေမှာတစိမ့်တစ်ပိုင်းမှာဘာလိုက်ဖက်မလဲဆိုတာကိုအတိမရှိတဲ့စိတ်ထဲမှာတခုခုထွက်ပေါ်နေတဲ့မနှက်ပြန်ဘာဖြစ်မလဲဆိုတာကိုစိတ်ဝင်စားနေပြီးငါ့ရဲ့လူနေမှုဘဝနဲ့ချစ်ချင်းမြတ်တာအတွက်နောက်ထပ်အခွင့်အရေးတွေရှိမလားဆိုတာစိတ်ထဲကအာယုံဆိုင်နေတယ် နောက်ဆုံးမှာမောင်ရီကငါ့ကို တစ်စက္ကန့်ကြည့်ပြီးအမေမင်းရဲ့အတ္တတာမှာဘာတွေပြောင်းလဲဖို့အစဉ်သိရှိပြီလားလို့မေးလာတယ်။ငါ့ရဲ့နှလုံးသားကတခါတလေမျက်နှာပြင်ထဲကအလင်းကိုပြန်လဲခန်းစားနေရသလိုဖြစ်လာတယ်။ငါ့ရဲ့ဟန်ချက်ကိုပြန်ပြင်ဖို့အချိန်တစ်ခုတည်းနဲ့ရင်ဆိုင်ဖို့အစဉ်သိဖြစ်နေပြီလားဆိုတာကိုတောင်ထင်မြင်လာတယ်။အဲ့ဒီမေးခွန်းနဲ့အတူငါ့ဘဝရဲ့နောက်ထပ်ခရီးစဉ်ကိုစတင်ဖို့ပြင်ဆင်နေတဲ့မေဆန္ဒရဲ့နှလုံးသားကတိတ်ဆိတ်စွာလှုပ်ရှားနေတယ်။ ညနေခင်းရဲ့နှွေးထွေးတဲ့မီးဖိုချောင်ထဲမှာငါမေဆန္ဒအိမ်မက်များပျောက်ွယ်ဖို့စူးစမ်းနေချိန်ပါပဲ။နှွေရသည်ရဲ့နေလင်းတွေကမီးဖိုတွေကပြာသီးနဲ့ဟင်းအိုးကိုပြန်ပြောင်စေပြီးငါရဲ့အဝတ်စားမှာကတ်ထားတဲ့အနက်ပြာရောင် မီနီစကတ်ဟာတစ်ဖက်ကနေအလှပဆုံးအနေနဲ့ထင်ပေါ်နေသလိုဖြစ်တယ်။ခြေထောက်ပေါ်မှာတော့ပျော့ပြောင်းတဲ့ဖနက်နဲ့လဝိယရနာတစုံတစ်ခုလေးကငါရဲ့ရင်ထဲကစိတ်လှုပ်ရှားမှုကိုပုံမတော့ပါစေတဲ့ မောင်ရီကစိတ်ဝင်စားစရာစကားလေးတွေနဲ့အမေဒီနေ့မင်းရဲ့အဝတ်အစားကအရန်လာတယ်ငါတကယ်တမ်းမင်းကိုမကြသေးခင်ကပုံမလွတ်လပ်ပြီးပျော်ရွှင်တဲ့မင်းကလေးလိုမြင်နေတာပါပဲဆိုပြီးပြုံးနေတယ်ငါလည်းတခါတလေသူ့ရဲ့အတန်ကကျမရဲ့စိတ်ထဲမှာလှုပ်ရှားမှုကိုပြန်လဲဖြန့်ဝေရယ်ဆိုတာခံစားရတယ် မောင်ရီငားရဲ့ချစ်ချင်းတွေကຫນွေရာဒီရဲ့နေလင်းလိုပဲတခါတလေပျောက်ွယ်နေတယ်ဒါပေမဲ့မင်းရဲ့စကားတွေကအဲ့ဒီအလင်းတွေကိုပြန်လဲဖယ်ရှားပေးတယ်လို့ပြောလိုက်တယ်အဲ့ဒီညမှာနေစဉ်တိတ်ဆိတ်နေတဲ့အိမ်လေးကကျမတို့ရဲ့ရေမောမှုနဲ့ပြေဆုံးလာပြီး ငါရဲ့နှလုံးသားက ပုံမပျော်ရွှင်နေတာကိုမောင်ရီကလည်းခံစားနိုင်တယ်လို့ထင်မိတယ်။စကားတွေပြောနေချိန်မှာမောင်ရီကတခါတလေငါကိုမျက်နာနဲ့မျက်နာကိုတစိမ့်နီးကပ်ပြီးပြောတယ်။အမေဒီနေ့မင်းရဲ့ဝတ်စုံကမင်းရဲ့အတွင်းစိတ်ကိုပြန်လဲဖော်ပြနေတယ်။မင်းကအကြောင်းအရာတစ်ခုလုံးကိုပြောင်းပြစ်ဖို့အစဉ်သင့်ဖြစ်ပြီလား။ငါရဲ့စိတ်ထဲကတိတ်ဆိတ်တဲ့အလင်းတစ်ခုက တောက်ပလာပြီးရင်ထဲကတိတ်ဆိတ်စိတ်ပြတ်မှုတွေက ဖြေလွတ်သွားတာကိုခံစားရတယ်။ လူမှုရေးပွဲတစ်ခုမှာသွားဖို့အာယုံစိုက်နေတဲ့ငါရဲ့စိတ်ကူးတွေဟာတစ်ဖက်မှာအိမ်မှာရှိတဲ့မောင်ရဲရဲ့စကားလေးနဲ့ပေါင်းဆက်ကစိတ်သေးကမျက်နှာပြင်အတွင်းဆွဲဆောင်မှုကိုပြန်ပြောင်းလဲနေတဲ့ညနာမှာမောင်ရဲကငါကိုမျက်နှာပြင်ရှေ့မှာချစ်စရာကောင်းတဲ့မိတ်ဆွေတယောက်လိုချစ်ခင်မှုနဲ့ပြောတယ်အမေမေးရဲ့ဘဝမှာပြောင်းလဲမှုတွေရောက်လာဖို့အဆင်သင့်ဖြစ်ပြီးအဆိုပြီးအနှူးညွတ်ပြုံးနေတယ်။ငါရဲ့နှလုံးသားကတခါတလေရင်ထဲကအလင်းတွေ ပြန်လဲဖြန့်ဝေနေတယ်။ မောင်ရည်ရဲ့စကားတွေကမျက်နာအပြင်ကရေမောမှုနဲ့မဟုတ်ပဲရင်ထဲကအနှဆိုင်နဲ့ခံစားမှုနဲ့ပြည့်နေတယ်။ငါရဲ့ချစ်ချင်းမြတ်တာနဲ့အသက်ရှင်မှုဟာပြန်လည်ပေါ်ပြနေတဲ့အချိန်တွေဖြစ်လာတာကိုခံစားရတယ်။နောက်တနေ့မနက်ဖြန်ပါးတွေဖြစ်မလဲဆိုတာကိုစိတ်ထဲမှာမျှော်လင့်နေပြီးငါရဲ့အသက်တာနဲ့ချစ်ချင်းတွေကိုပြန်လည်ရှာဖွေရမယ့်ခရီးစဉ်အတွက်အစဉ်အသင့်ဖြစ်နေပြီလို့ခံစားနေတယ်။ ညနေခင်းရဲ့ပူပန်တဲ့အလင်းရောင်တွေကြားမှာငါမေဆန္ဒအိမ်ထဲကမိဖို့ကြောင့်ကနေရေခဲတစ်တာကိုဖွင့်ပြီးမနက်စာလက်ဖက်ရည်တစ်ခွက်ကိုရှာနေတယ်။အရင်နှုန်းကနေရှိခဲ့တဲ့အနက်ပြာရောင်မီနီစကတ်ကိုထပ်ဝတ်ပြီးအပေါ်မှာတော့ဖနက်နဲ့လက်ဝတ်ရတနာလေးတွေကငါကိုကိုပိုလာပစေဖို့ကြိုးစားနေတယ်။မောင်ရီကလာရောက်ပြီးအမေဒီနေ့မင်းရဲ့အဝတ်အစားကအရန်ချစ်စရာကောင်းတယ်မင်းဟာမနက်ဖြန်ရဲ့ကျဲပွင့်လိုပဲတောက်ပနေတယ်ဆိုပြီးပြုံးတယ် ငါလဲမျက်နာပေါ်မှာပျော်ရွှင်စရာပြုံးပြီးမောင်ရီငါတို့သွားမယ့်ပွဲမှာဘလို့အစားအစာတွေရှိမလဲဆိုတာစိတ်ဝင်စားနေတယ်လို့ပြောလိုက်တယ်။အလူတူလမ်းလျှောက်သွားရင်မောင်ရီကအမေဒီခန်းသားမှာမင်းကိုလူတွေအားလုံးကြည့်မယ်ဆိုတော့မင်းအတွက်အနေငယ်နှလုံးသားလေးတွေလှုပ်ရှားနေပြီလားလို့မေးလာတယ်။ငါညင်းပယ်ဖို့စူးစမ်းရင်းလဲတခါတလေစိတ်သေးကတေးတန်လေးတွေကလှုပ်ရှားလာတာကိုခံစားရတယ်။ဟုတ်ကဲ့နောက်တစ်ခါမှာတော့မင်းရဲ့စကားတွေကြောင့် ငါရဲ့အတိတ်တွေ ပြန်လဲမျှဝေပေးချင်တာပဲလို့တုံ့ပြန်လိုက်တယ်။ပွဲတော်မှာဝင်ရောက်ပြီးလူတစုတစုနဲ့နှုတ်ဆက်ဖို့ကြိုးစားရင်းငါရဲ့အဝတ်အစားနဲ့မျက်နှာပြင်မှာပြုံးနေတဲ့ပြုံးတွေဟာအခန်းထဲမှာတောက်ပနေတယ်။ဒါပေမဲ့ငါစိတ်ထဲကပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာကတော့မောင်ရီဖြစ်နေတယ်။သူ့ရဲ့အတန်နဲ့ပြုံးကငါရဲ့နှလုံးသားကိုထိတွေ့နေတယ်။ ပွဲတော်ပြီးငှအိမ်ကိုပြန်လာတဲ့အခါမောင်ရီကစာအုပ်တအုပ်ကိုဖွင့်ပြီးအမေဒီစာအုပ်ကမင်းတွက်အရေးကြီးတယ်လို့ပဲငါတို့ရဲ့ချစ်ချင်းနဲ့တဆက်တည်းဖြစ်နေတယ်ဆိုပြီးဆွေးနွေးတယ်ငါရဲ့နှလုံးသားကတိတ်ဆိတ်စွာလှုပ်ရှားနေပြီးမနှက်ပြန်ပါရဖြစ်မလဲဆိုတာကိုစိတ်ထဲကတုံ့လုံနေတယ် ညအလင်းရောင်တွေကြားမှာငါမေဆန္ဒအိယာဘက်မှာထိုင်ပြီးရှင်းလင်းတဲ့အိမ်မက်တွေကိုပြန်လည်စဉ်းစားနေတဲ့နန်းစီမျိုးရဲ့တိတ်ဆိတ်တဲ့လမ်းကြောင်းတွေမောင်ရည်ရဲ့အတန်နဲ့ရေမောမှုတွေဟာငါစိတ်ထဲမှာတခုရဲသောအလင်းတစ်ခုလိုပြန်လည်တောက်ပနေတယ်မနှက်ဖြံဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ထဲမှာမျှော်လင့်နေတယ်အေးရအနားမှာမောင်ရီကတစက္ကန့်ကြည့်ပြီးအမေမင်းရဲ့အသက်တာမှာအချိန်အတိတ်တွေရောက်လာဖို့အဆင်သင့်ဖြစ်ပြီးဆိုပြီးပြောတယ်။ငါရဲ့နှလုံးသားက တိတ်ဆိတ်စွာလှုပ်ရှားပြီးအတိတ်ကအနာဂတ်နဲ့တွေ့ဆုံနေတယ်။နနက်ခင်းမှာမောင်ရည်ကိုမနက်စာပြင်ဆင်ပြီးကော်ဖီတစ်ခွက်ပေးတဲ့အချိန်သူ့ရဲ့မျက်စိတွေကအယမ်းပျော်ရွှင်ပြီးငါ့ကိုစိတ်ကြိုက်မြင်နေတဲ့အမေမင်းရဲ့အပြောင်းလဲတွေကအိမ်လေးကိုပြန်လည်အသက်သွင်းနေတယ်ဆိုပြီးပြောတယ်။အဲ့ဒီနေ့မှာငါတို့နှစ်ယောက်အိမ်လေးမှာတခါတလေရေမောမှုနဲ့ပြေဆုံးနေခဲ့တယ်။မောင်ရည်ရဲ့စကားတွေက ငါရဲ့နှလုံးသားကိုနှွေးထွေးစေပြီးငါ့ကိုယ်ကိုပြန်လဲတတိပေးနေတယ်။ငါ့အတွက်ဒီကဘာကြီးမှာအချစ်နဲ့တန်ရောစင်တွေပြန်လဲပေါ်ပြဖို့ရှိနေတယ်ဆိုတာကိုခံစားရတယ်။ညဘက်မှာမောင်ရဲရဲ့စကားလေးတွေကငါရဲ့စိတ်ထဲမှာတခုခုပြောင်းလဲမှုတခုဖြစ်ပေါ်လာစေတယ်။အမေမင်းအတွက်အလင်းတွေပြန်လဲတောက်ပေါ့ဖို့အချိန်ရောက်ပြီဆိုတဲ့စကားဟာငါရဲ့နှလုံးသားကိုနှွေးထွေးစေတယ်။ နောက်တနေ့မနှက်ဖြန်ပါရဖြစ်မလဲဆိုတာကိုစိတ်ထဲကမျှော်လင့်နေပြီးငါဘဝရဲ့ခရီးစဉ်အစ်စ်ကိုစတင်ဖို့အစဉ်သင်းဖြစ်နေတယ်။ညနေခင်းရဲ့နှွေးထွေးတဲ့မီးရောင်များနဲ့ပြည့်နေတဲ့အခန်းထဲမှာငါမေဆန္ဒရှေးအိမ်ကစောက်တအုပ်ကိုလက်ကင်ထားပြီးအားလက်ချိန်နဲ့အနားယူနေတဲ့အနက်ပြာရောင်မီနီစကက်ကငါကိုကိုပြန်လဲသတိပေးတယ်လို့ဖနှက်နဲ့လက်ဝတ်ရတနာလေးတွေကလည်းငါရဲ့အသက်ရှင်မှုကိုပြန်လဲထိန်းသိမ်းနေတယ်။ မောင်ရီကအိမ်ကိုပြန်လာပြီးအမေဒီနေ့မင်းရဲ့အပြောင်းလဲတွေဟာအိမ်လေးကိုပြန်လဲအသက်သွင်းနေတယ်ဆိုပြီးလေးနဲ့စွာပြောတယ်။ငါရဲ့မျက်နှာမှာတော့နှွေးထွေးမှုနဲ့စိတ်ချမ်းသာမှုတွေပြည့်နေတယ်။ငါတို့နှစ်ယောက်အတူတကွညစာစားရင်မောင်ရီကအမေမင်းဟာအငြင်းရန်ခွန်အားမြောက်တဲ့မိန်းကလေးတယောက်ပါဆိုပြီးချစ်ခင်စွာပြောတယ်။ ငါလည်းသူ့ရဲ့စကားတွေကိုနားထောင်ပြီးမောင်ရီကျမအတွက်ဒီလိုသဘောထားတွေပြန်လည်ရရှိတာအယံပါနဲ့တယ်လို့ပြောလိုက်တယ်။ညနေပိုင်းမှာငါရဲ့စိတ်ထဲကတိတ်ဆိတ်နေတဲ့အလင်းတွေပြန်လည်တောက်ပလာပြီးမောင်ရီရဲ့အတန်ကငါနှလုံးသားကိုနှွေးထွေးစေတဲ့အမေမင်းရဲ့ဘဝမှာပြောင်းလဲမှုတွေရောက်လာဖို့အဆင်သင့်ဖြစ်ပြီးဆိုတဲ့စကားဟာငါရဲ့စိတ်ကိုဖမ်းဆားနေတယ်။အဲဒီညမှာအိမ်လေးအတွင်းမှာရေမောမှုနဲ့ချစ်ချင်းတွေပြေဆုံးပြီး ငါရဲ့နှလုံးသားကပုံမဖွင့်လစ်လာတယ်မနှက်ဖြန်ပါရဖြစ်မလဲဆိုတာကိုစိတ်ထဲကမျော်လင့်နေပြီးငါဘဝရဲ့ခရီးစဉ်အတစ်ကိုစတင်ဖို့အစဉ်အသင့်ဖြစ်နေပြီညအလင်းတောက်ပါတဲ့နန်းစီမျိုးရဲ့ညရာဒီညတညမှာငါမေဆန္ဒအိပ်ပြားထဲမှာမျက်နှာပြင်ရှိကမီးလင်းရအလင်းကိုနေရာယူပြီးချစ်စရာကောင်းတဲ့အဝတ်စားနဲ့ထိုင်နေတယ်အနက်ပြာရောင်မီနီစကက်ကငါခြေထောက်ကိုပပလက်လက်ဖနက်နဲ့လဝိယန္နာလေးတွေက ငါရဲ့တိတ်ဆိတ်မှုတွေက အပြုံးကို ပုံမတော့ပါစေတဲ့။မောင်ရီကတစ်ဖက်ကနေလာရောက်ပြီးအမေဒီနေ့မှာမင်းရဲ့အပြောင်းလဲတွေဟာငါ့အတွက်အလင်းတစင်းလိုဖြစ်နေတယ်ဆိုပြီးလေးနဲ့စွာပြောတယ်။ငါလည်းသူ့ကိုပြုံးပြီးမောင်ရီမင်းရဲ့စကားတွေကငါ့ရဲ့စိတ်ထဲကတိတ်ဆိတ်နေတဲ့မိရှံတွေကိုပြန်လဲလောင်စေတယ်လို့ပြောလိုက်တယ်။ ဲ့ဒီညမှာငါတို့နှစ်ယောက်အတူတူအိမ်လေးထဲမှာညစာစားပြီးစကားပြောဆိုရမှာ မောင်ရီကအမေမင်းဟာအငြင်းရန်ခွန်အားရှိတဲ့မိန်းကလေးတယောက်ပါ ဆိုပြီးချစ်ခင်စွာပြောတယ်ငါလည်းသူ့ရဲ့စကားတွေကိုနားထောင်ပြီးမောင်ရီဒီလိုခံစားမှုတွေပြန်လည်ရရှိတာအယံပါနဲ့တယ်လို့ပြောလိုက်တယ် ညနေပိုင်းမှာငါရဲ့စိတ်ထဲကတိတ်ဆိတ်နေတဲ့အလင်းတွေ ပြန်လဲတောက်ပလာပြီးမောင်ရဲ့အတန်ကငါနှလုံးသားကိုနှွေးထွေးစေတဲ့အမေမင်းရဲ့ဘဝမှာပြောင်းလဲမှုတွေ ရောက်လာဖို့အဆင်သင့်ဖြစ်ပြီးဆိုတဲ့စကားဟာငါရဲ့စိတ်ကိုဖန်ဆာနေတယ်။အဲဒီညမှာအိမ်လေးအတွင်းမှာရေမောမှုနဲ့ချစ်ချင်းတွေပြည့်စုံပြီးငါရဲ့နှလုံးသားကပုံမဖွင့်လစ်လာတဲ့မနှက်ပြန်ပါတွေဖြစ်မလဲဆိုတာကိုစိတ်ထဲကမျှော်လင့်နေပြီး ငါဘဝရဲ့ခရီးစဉ်အစ်စ်ကိုစတင်ဖို့အစဉ်အသင့်ဖြစ်နေပြီ။ညအလင်းရောင်မြောက်တဲ့နန်းစီမျိုးလေးမှာငါမေဆန္ဒမီးပုံကတ်နေတဲ့အခန်းထဲမှာအနက်ပြာရောင်မီနီစကတ်ကိုထပ်ဝတ်ပြီးချစ်စရာကောင်းတဲ့ဖနက်နဲ့လက်ဝတ်ရတနာလေးတွေကို အလှဆင်ထားတယ်မျက်နာမှာတော့နှွေးထွေးတဲ့ပြုံးတစ်ခုနဲ့ရင်ထဲကစိတ်လှုပ်ရှားမှုတွေကိုဖုံးကွယ်နေတယ်။မောင်ရီကအခန်းတစ်ဖက်ကနေလာရောက်ပြီး အမေမင်းရဲ့အပြောင်းလဲတွေဟာ ငါအတွက်အလင်းတစင်းလိုထင်မြင်စရာကောင်းတယ်ဆိုပြီးပြုံးတယ်။ငါလည်းသူ့ကိုမျက်နှာလေးနဲ့ကြည့်ညိုပြီးမောင်ရီမင်းရဲ့စကားတွေကငါရဲ့နှလုံးသားထဲကတိတ်ဆိတ်နေတဲ့မီးရှံတွေကိုပြန်လဲလောင်စေတယ်လို့ပြောလိုက်တယ်။ညမှာငါတို့နှစ်ယောက်အတူတကွညစာစားပြီးစကားပြောဆိုရာမှာမောင်ရီက အမေမင်းဟာအမြဲတမ်းခွန်အားရှိတဲ့မိန်းကလေးတယောက်ပါ ဆိုပြီးချစ်ခင်စွာပြောတယ်။ငါလည်းသူ့ရဲ့စကားတွေကို နားထောင်ပြီး မောင်ရီဒီလို ခံစားမှုတွေပြန်လည်ရရှိတာအယံပါနဲ့တယ်လို့ပြောလိုက်တယ်။ညနေပိုင်းမှာငါရဲ့စိတ်ထဲကတိတ်ဆိတ်နေတဲ့အလင်းတွေပြန်လည်တောက်ပလာပြီးမောင်ရီရဲ့အတန်ကငါနှလုံးသားကိုနှွေးထွေးစေတဲ့အမေမင်းရဲ့ဘဝမှာပြောင်းလဲမှုတွေရောက်လာဖို့အဆင်သင့်ဖြစ်ပြီးဆိုတဲ့စကားဟာငါရဲ့စိတ်ကိုဖန်ဆာနေတယ်။ ဒီညမှာအိမ်လေးအတွင်းမှာရေမောမှုနဲ့ချက်ချင်းတွေပြေစုံပြီးငါးနှလုံးသားကပုံမဖွင့်လစ်လာတယ်။ဒါပေမဲ့တခုခုမတိရသေးတဲ့စိတ်ကူးတစ်ခုကငါအတွင်းမှာစတင်တောက်ပနေတယ်။နောက်ဆုံးမှာမောင်ရီကတစ်စက္ကန့်ကြည့်ပြီးအမေဒီလိုဘဝရဲ့အလင်းတွေကို မင်းကတခါတလေမမြင်ခဲ့ဘူးလားလို့မေးလာတယ်။ငါစိတ်ထဲကတိတ်ဆိတ်တဲ့အလင်းတစ်ခုက တောက်ပလာပြီးအနာဂတ်ထဲကမီးလင်းရာတစ်ခုလိုထင်မြင်လာတယ်။နောက်ပိုင်းဘာတွေဖြစ်မလဲဆိုတာကို စိတ်သေးကမျောလင့်နေပြီးဘဝရဲ့အလင်းကောင်းတွေကို ပြန်လဲရှာဖွေရမယ်ခရီးစဉ်အစ်အတွက်ပြင်ဆင်နေတယ်။ညရဲ့တိတ်ဆိတ်မှုထဲမှာငါမေးဆန္ဒမီးပုံကတ်နေတဲ့အခန်းတစ်ခုမှာမျက်နှာပြင်ရှိကမီးလင်းရာကိုကြည့်နေတယ်။အနက်ပြာရောင်မီနီစကက်ကငါခြေထောက်ကိုပြန်လဲသတိပေးသလိုဖနှက်နဲ့လက်ဝတ်ရည်နာလေးတွေကငါရဲ့စိတ်လှုပ်ရှားမှုကိုပုံမူတောက်ပါစေတယ်။မောင်ရီကလာရောက်ပြီးအမေဒီနေ့မင်းရဲ့အပြောင်းလဲတွေဟာ ငါ့အတွက်အလင်းတစင်းလိုထင်မြင်စရာကောင်းတယ်ဆိုပြီးပြုံးတယ်ငါလည်းသူ့ကိုပြုံးပြီး မောင်ရီမင်းရဲ့စကားတွေကငါ့ရဲ့နှလုံးသားထဲကတိတ်ဆိတ်နေတဲ့မီးရှံတွေကိုပြန်လဲလောင်စေတယ်လို့ပြောလိုက်တယ်မောင်ရည်ရဲ့မျက်စိထဲကရိုမန့်နယ်ဆိုတဲ့အနက်ဆိုင်တဲ့ခန်းစားချက်တစ်ခုကိုငါမှတ်မိတယ်။ငါလည်းသူ့ကိုတစက္ကန့်ကြည့်ပြီးမောင်ရည်မင်းဟာငါ့ဘဝမှာအလင်းတစင်းလိုဖြစ်နေတယ်လို့ပြောလိုက်တယ်။ ညခါမှာငါတို့နှစ်ယောက်အတူတူညစာစားပြီးစကားပြောဆိုရမှာမောင်ရီကအမေမင်းဟာအမြဲတမ်းခွန်အားရှိတဲ့မိန်းကလေးတစ်ယောက်ပါဆိုပြီးချစ်ခင်စွာပြောတယ်ငါလည်းသူ့စကားတွေကို နားထောင်ပြီးမောင်ရီဒီလိုခံစားမှုတွေပြန်လဲရရှိတာအယံပါနဲ့တယ်လို့ပြောလိုက်တယ် စိတ်ထဲကတိတ်ဆိတ်နေတဲ့အလင်းတွေပြန်လဲတောက်ပလာပြီးမောင်ရည်ရဲ့အတန်ကငါးနှလုံးသားကိုနှွေးထွေးစေတဲ့အမေမင်းရဲ့ဘဝမှာပြောင်းလဲမှုတွေရောက်လာဖို့အစဉ်အသင်းဖြစ်ပြီးဆိုတဲ့စကားဟာငါစိတ်ကိုဖန်ဆားနေတယ်။ဒါပေမဲ့တစိတ်တစ်ပိုင်းမှာတော့ဘာမှမသိရသေးတဲ့အရာတစ်ခုကငါရဲ့နှလုံးသားထဲမှာတောက်ပလာပြီးမနှက်ဖြန်ပါတွေဖြစ်မလဲဆိုတာကိုစိတ်ထဲကမျှော်လင့်နေတယ်။ညအလင်းရောင်တောက်ပတဲ့နန်းစီမျိုးက ကျမမေဆန္နာက မီးပုံကတ်တဲ့အခန်းထဲမှာမျက်နှာပြင်ရှိကမီးလင်းရာကိုကြည့်နေတဲ့ရင်ထဲမှာ နှွေးထွေးမှုနဲ့စိတ်လှုပ်ရှားမှုတွေပြည့်နေပြီးအနက်ပြာရောင်မီနီစကတ်တစုံနဲ့ဖက်နက်လေးတွေလက်ဝတ်ရည်ရနာတွေက ကျမရဲ့အသက်ရှင်မှုကိုပြန်လည်ဖော်ပြနေတယ်။ မောင်ရီကတစ်ဖက်ကနေလာရောက်ပြီးအမေမင်းရဲ့အပြောင်းလဲတွေဟာကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တယ်။မင်းရဲ့ပြုံးတဲ့စကားတွေဟာနေတိုင်းငါအတွက်အလင်းတစင်းလိုဖြစ်နေပြီးအဆိုပြီးပြုံးတယ်ကျမလည်းမျက်နာပေါ်မှာနှွေးထွေးစွာပြုံးပြီးမောင်ရီမင်းကကျမရဲ့အလင်းနဲ့အာမန်ပါပဲအခုမှစတင်ပြန်လဲခန်းစားနေတဲ့ခန်းစားချက်တွေဟာကျမအတွက်အရေးကြီးတဲ့ခရီးတစ်ခုဖြစ်လာပါပြီလို့ပြောလိုက်တယ်ညအခါမှာကျမတို့နှစ်ယောက်အတူတကွရေမောမှုနဲ့ချစ်ချင်းတွေပြေဆုံးခဲ့ပြီး အိမ်လေးမှာတိတ်ဆိတ်မှုတွေကိုဖျောက်ဖျက်ပစ်တဲ့အချိန်တွေအဖြစ်မှတ်မိနေခဲ့တယ်။မောင်ရည်ရဲ့စကားတွေက ကျမရဲ့နှလုံးသားကိုနှွေးထွေးစေပြီးပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်။ဒါပေမဲ့ဒီလိုပြောင်းလဲမှုတွေအရှိကြမီမဟုတ်ပဲတစ်စိတ်တစ်ပိုင်းမှာမသိရသေးတဲ့အရာတစ်ခုကကျမရဲ့ဘဝကိုထပ်မံစိန်ခေါ်မှုတွေနဲ့တွဲဆုံစေဖို့စတင်လာခဲ့တယ်။နောက်တစ်ခွင်မှာဘာတွေဖြစ်မလဲဆိုတာကို မေဆန္ဒရဲ့နှလုံးသားကစိတ်လှုပ်ရှားစွာစောင့်ကြည့်နေပြီး ကြည်နူးဝယ်ရာခရီးစဉ်အစ်စ်တစ်ခုကိုစတင်ဖို့အစဉ်အသင့်ဖြစ်နေပြီ။နောက်ပိုင်းတွင်မေဆန္ဒရဲ့အနက်ဆိုင်ဆုံးဖြိုးဝှက်ချက်များနှင့်မောင်ရည်နှင့်ဆက်ဆံရေးမှဖြစ်ပေါ်လာမည့်စိန်ခေါ်မှုများကိုသိရှိမည်ဖြစ်ပြီးသူတို့နှစ်ဦး၏ချစ်ချင်းမေတ္တာနှင့်ဘဝအကြောင်းအံ့ဩဖွယ်ဖြစ်ရမည်ပေါ်ပေါက်လာမည်ဖြစ်သည်။